တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လေးပြီးကျူဆိုပါတယ်။မနေ့က2022ခုနှစ်တုန်းက Greenit record ဝင်သွားတဲ့သူက9650ပါလို့ပြောတာကို9000မဟုတ်ဘူး9000လို့ပြောတယ်။ဆိုတော့အခုကျွတ်နဘေးနားမှာကျွတ်ဒီမှာတင်ထားပေးလိုက်တယ်နော်။အရင်ရှုပ်နေမှာဆိုလို့ပြီးတော့အမေစုဥစ္စာက3000 3000 တရားเนาะဆိုတော့ကျွတ်ကနဆလို့ပြောလိုက်တာမားသွားပါတယ်အတိအကျပြောပေးမယ်เนาะ14တသမ4ဆများပါတယ်လို့ပြောချင်တယ်เนาะပြီးတော့အခုအမေစုရဲ့ green record နဲ့ပတ်သက်ပြီးတော့ကမ္ဘာသတင်းဌာနအတော်များများထဲမှာဖော်ပြနေတာကိုတွေ့ရတယ်။ Happy birthday အမေစုဆိုတဲ့8000 campaign ကိုလုပ်ကြပေမဲ့ရည်ရွယ်ထားတာတစ်ပိုးပြီးမှရရှိသွားတဲ့အတွက်ကြောင့် so 80 birthday ဆိုတော့အမေစုရဲ့ဘတ်တင်ဗီဒီယို record ဟာ Greenit စံချိန်တင်သွားပြီဆိုတော့အကြောင်းကိုကမ္ဘာသတင်းဌာနအတုံများများထဲမှာဖော်ပြတာကိုတွေ့ရတယ်။အရန်ကိုကျေးဇူးတင်တယ်။တကယ်လို့ခွေးတွေကတာလေလူစိတ်တသေးလေးသာရှိခဲ့တယ်ဆိုလို့ရှိရင်တော့တန်ပေါင်းများစွာနဲ့ Greenit record ဝင်သွားမှာဖြစ်တယ်။ဒါပေမဲ့တသိန်းကျော်နဲ့ Greenit record ဝင်သွားတယ်။ ဆိုတော့အမေတော်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့အိုင်ရင်ပြောထားတဲ့စကားတစ်ခုကို TikTok မှာတွေးလိုက်ရတယ်ဒီဥစ္စာကိုကျွတ်တိတ်တဘောမကြတဲ့အတွက်ကြောင့်အားလုံးကိုလည်းနားထောင်စေချင်တယ်နားထောင်ကြည့်ရအောင်နော်ထောင်ထဲမှာသူ့ရဲ့အသက်၃ပုံနဲ့ပုံကိုထောင်နှန်းဆက်နဲ့ဘွားနဲ့ပဲနေခဲ့ရတဲ့အမေတော်အောင်ဆန်းစုကြည်ကိုငါထောင်ပြင်းမလို့ပြောတာမားတော်လို့လားအာမားတော်တာလေ အခုဒီထဲမှာအိုင်ရင်ပြောသွားတာကတော့အမေတော်အောင်ဆန်းစုကြည်ရဲ့အသက်၃ပုံပုံလောက်ကထောင်ထဲမှာပဲသူဖြတ်တန်းရတဲ့အတွက်ကြောင့်သူ့ကို ထောင်ပီမလို့ပြောတယ် 都通比马路标了啊！噶，爸妈多得嘞，出比马多阿罗。哦，那表情那个都标了哈，马内路标了。就看你这路线转了噶，是噶个？哎呀，那哦，表情嘞看嘛，搞表,表,表情嘞、啊，对别、啊、个乱瞧谁嘞？说咯，我东到嘞是个农业，对别个咯，搞哪来破路阿的？通比马路标嘞看嘛，通比马路出了噶，不都过行人得嘞？ တကယ်ပဲအမေတို့အောင်ဆန်းစုကြည်ကသူ့ရဲ့အသက်၃ပုံ၂ပုံထောင်ထဲမှာနေရတဲ့အတွက်ကြောင့်သူ့ကိုထောင်ပြင်မလို့ခေါ်တင်သလားဆိုပြီးမှကြွားကတော့ Google ထဲမှာရှာကြည့်လိုက်တဲ့အခါမှာထောင်ပြင်မဒါမှမဟုတ်ထောင်ပြင်ဆိုတာဟာထောင်မှာတုံးတဲ့ဘန်းစကားဖြစ်တယ်ဆိုလိုချင်တာကဒါကတန်းစီလို့ခေါ်တဲ့အသိပ္ပယ်ရှိတယ်ဆိုတော့အခုဒီထောင်ပြင်မတွေက သူတို့ကဒီထောင်ထဲမှာဝါရစ်နေပြီးအသက်အရွယ်ကလည်းသူ့ဖန်နဲ့သူကြီးနေပြီးဂိုင်းနေနဲ့ဆက်နွယ်တဲ့သူတွေဒါမှမဟုတ်လို့ရှင်လည်းဒီထောင်ထဲမှာတရားမဝင်လှုပ်ဆောင်နေတဲ့သူတွေကိုသူတို့ကထိန်းချုပ်နိုင်တဲ့အစွမ်းစရှိတယ်။ဘာကြောင့်လဲဆိုတော့ထောင်ဘရင်တွေထောင်ဘီမတွေကအဖွဲ့စည်းနေသူတို့ကနေတာ။ဒါကြောင့်သူတို့ကိုထောင်သားတွေကသူတို့ကိုကြောက်ရတယ်။သူတို့ကအချက်ကအမိတ်နဲ့ နနကအုတ်ချုပ်ရဲမှုဆိုပြီးမှပေးထားတာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ဩဇာတွေကို ထောင်သားတွေကကြောက်တဲ့အတွက်ကြောင့်ထောင်ဘရင်တို့ထောင်ဘရင်မတွေရဲ့စကားကိုထောင်သားတွေကနားထောင်ရတာဖြစ်တယ်။ဘာကြောက်လဲဆိုသူတို့ကကြောက်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဆိုတော့ဒါကမြန်မာနိုင်ငံမှာတုံးတဲ့စကလုံးကတော့တန်းစီလို့ခေါ်ကြတယ်။ဒါကြောင့် ထောင်ပြမဆိုတဲ့စကရုံးဟာတန်းစီနဲ့တူတဲ့အတွက်ကြောင့်ဒီနဲ့အမအိုင်ရင်ဟန်တောင်အောင်ဆန်းစုကြည်ကိုထောင်ပြမလို့ပြောတာဘာမှသွားတယ်လေဆိုလို့ရှိရင်အယမ်းမားပါတယ်အမေတော်အောင်ဆန်းစုကြည်ဟာထောင်ကထောင်တန်းစီလည်းမဟုတ်ဘူး အမေတာအောင်ဆန်းစုကြည်ဟာသူများဒီကို ထောင်မှာရှိတဲ့ဂိုင်းဒီထောင်မှာရှိတဲ့လူမိုက်ဒီကိုအုတ်ချုပ်တဲ့သူလည်းမဟုတ်ဘူးပြီးတော့အမေတာအောင်ဆန်းစုကြည်ဟာထောင်ထဲမှာ သူ့ရဲ့ဩဇာအာဏာကြောင့်သူများဒီကသူ့ကိုကြောက်လို့သူ့ရဲ့စကားတွေကိုနားထောင်ရတဲ့သူတွေတယောက်မှမရှိဘူး။ဒါကြောင့်အမေတော်အောင်ဆန်းစုကြည်ကိုနောက်တစ်ခါနောက်တစ်ခါနောက်တစ်ခါမှဘေတော်မှထောင်ပြင်မှဆိုပြီးမှတင်စားပြီးမခေါ်ပါနဲ့။ လို့ပြောချင်တယ်တကယ်လို့များအကျွတ်ရည်ဒီအတန်ဖိုင်ကို iron ကြားခဲ့တယ်ဆိုလို့ရှိရင်တော့နောက်နောက်မှာပေတော့အခါမှာအမေစုကိုထောင်ပြင်မဆိုတဲ့စကလုံးအတုံးလုံးကိုမတုံးပါနဲ့သူကတော့အမေစုကိုအရန်ကြားလို့ပြောတာတော့ဖြစ်လိမ့်မယ်ဒါပေမဲ့ကိုတုံးလုံးမဲ့စကလုံးရဲ့အတိတ်ပဲကိုကိုကိုတိုင်းတကယ်နားလေမှပဲတုံးပြပါလို့ပြောချင်တယ်နော်နောက်ခါကြလို့ရှင်ဘရောမ ထောင်ပြမလို့မတင်စားပါနဲ့လို့ကျမဒီကနေအနှုံးညင်တောင်းပန်ချင်တယ်။ပြီးတော့အခုကျမနဘေးနားမှာတင်ထားတဲ့ကလေးမလေးကပန်းကင်ပြီးမှဖះမှာဆုသွားတောင်းတယ်။ဒါကိုဖမ်းတယ်တဲ့။ကြည့်ကြပန်းကင်လိုက်တာနဲ့ဖမ်းတယ်ဆိုတာကတော့အတော့အတော်ကိုစစ်တရေတုံးတဲ့ခွေးတွေဖြစ်တယ်။စစ်ခွေးတွေကိုမုံးတာကလည်း အစတုန်းကတော့အာနာရှင်တခုအနေနဲ့ပဲကျတော့မုန်းခဲ့တယ်ဒါပေမဲ့ကြာလာတဲ့အခါမှာနင့်တို့ရဲ့ယွန်းဆာဆာကောင်းတဲ့အကျင့်စာရိတ္တတွေကခွေးထဲမှာတာမကဘူးဘောမာတွေထဲမှာတာရှိနေတယ်ဆိုတော့အခုဒီကလေးမကဖယားမှာဆုတောင်းတောင်းတဲ့ဥစ္စာကိုဖတ်လိုက်တယ်ဒါတွေကိုဟိုတစင်ဦးဆိုတဲ့ဇော်မဲလင်ရဲ့မရင်ငယ်ထဲမှာလဲတာတင်ထားတယ်သူရိုးရိုးလေးပဲဘာမှမဖြစ်ဘူးဆုပဲတောင်းတောင်းပေးတယ် နော်တံမျိုးကိုဖမ်းရတယ်လို့နင့်တို့အမေဒီတင်ပေးသလားခွေးမျိုးတွေတိတ်မပြောချင်ဘူးနော်ဆိုတော့အခုဒီနေ့သတင်းနေနေကတော့ပထမဦးဆုံးအနေနဲ့စစ်ရေးသတင်းနဲ့အရင်စချင်တယ်ဆိုတော့စစ်ရေးအဲထဲမှာက မတိုက်ဘဲနဲ့အောင်တဲ့တိုက်ပွဲအကြောင်းကိုအရင်ပြောပြမယ်ဒါကဗာလေးဆိုတော့မနေ့ကမနေ့ထဲမှာဒီတရက်ဦးဘက်ကနေမှလာတဲ့ခွေးတွေရဲ့ဘုံကျဲလေရင်ဟာအင်းတော်ဘက်ကနေမှကွိပတ်ပြီးတော့မော်ဝမ်းဘက်ကိုသွားပြီးမှဘုံသွားကျဲခဲ့တယ်အခုသူတို့ဘုံကျဲတဲ့နေရာမှာပြည်သူတွေတယောက်မှမရှိဘူးအဲ့ဘက်မှာကယူအားလည်းမဟုတ်ဘူး ဒါပေမဲ့ဖကံဘက်ကိုရောက်လာတဲ့စစ်ခွေးတွေကစစ်ကြောင်းတွေထိုးတယ်ပြီးတော့ကုမ္ပဏီတွေပစ်ထားတဲ့နေရာတွေထဲမှာလည်းသူတို့ကဒီရေမဆဲကြောက်တွေကိုလိုက်ကောက်တယ်အဲ့မှာသူတို့ကစခန်းချတယ်အဲ့လိုမျိုးနေတာအဲ့ဘက်ကိုဘုံသွားကြည့်တဲ့အတွက်ကြောင့် ကျတော့ KIA နဲ့ပူပေါင်းတော်လာရဲတွေတနတ်ကြီးစံတစ်ချက်မှဖောက်ဆရာ မလို့ပဲနဲ့ခွေးမသားအများကြီးတည်သွားတယ်မြုပ်ဆရာလည်းမလို့ဘူးသူတို့ကျဲလိုက်တဲ့ဘုံကမြေစာပုံနာမှာပစ်လိုက်တဲ့အတွက်ကြောင့်နှုတ်ကိုအထဲမှာမြေကြီးကလည်းပြော့နေတယ်ပေါင်900ဘုံနဲ့ချလိုက်တဲ့အခါမှာကြောက်တခါလဲမြုပ်ပြီးသားဖြစ်သွားတာဆိုတော့မနေ့ကတော့မော်ဝမ်မှာမြေဩဇာအများကြီးခွေးချဖို့ကနေမှလာပေးသွားတယ်ဆိုတာသိရတယ်เนาะ ဒါကတော့လေဖျားကျေးဇူးတော်ပေါ့နော်ကိုနဲ့မဆိုင်တဲ့နေရာဘက်ကိုနင်းမြဲလာကျူးကျော်တဲ့အတွက်ကြောင့်ကချင်းမြဲဝစာဖြစ်သွားတယ်ပြီးတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ဂျွန်၁၈ရက်နေ့မနက်9:00နာရီမှာဒီလိတ်တူကနေမှတောင်ငူဘက်ကိုဆင်းလာတဲ့စစ်ခွေးရင်သား၅စီးကိုတော်လာရေးဒီဘက်ကနေမှတိုက်ခိုက်ခဲ့တဲ့အခါမှာသူတို့အပြန်လာမိနစ်၄၀လောက်လဲတိုက်ပြီးရောခွေးရအကောင်၅အကောင်ကတော့နေရာမှာတင်ပွဲချင်းပြီးတည်သွားပြီးတော့ ခဲရက်နဲ့နဲ့တည်းအများကြီးအလူပေးထားခဲ့တယ်ဆိုတာကိုသိရတယ်ဒီနေ့ကျွန်တော်တို့တော်လာရဲခဲမှာအများဆုံးသောထောက်ဖို့ဟာခွေးတပုဖြစ်တယ်ဒါကြောင့်ခွေးတပုကိုလည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်เนาะပြီးရင်နောက်တဲ့တင်တပုအနေနဲ့ကတော့ဂျွန်19ရက်နေ့တုန်းကလည်းကျုံတို့မြို့ကနေမှဆင်းလာတဲ့စစ်ခွေးတွေကို တော်လာရေးရေးပေါ်ဒီဘက်ကနေမှဂျားဖြတ် တိုက်ခိုက်ခဲ့တဲ့အခါမှာဆယ်ယောက်ထက်မနည်းမတာပေါ်သွားတယ်ပြီးတော့လက်နဲ့ခဲရနေလဲတိမ့်စီရရှိခဲ့တယ်ဆိုတဲ့အကြောင်းကို Lion Battalion ကနေမှမနည်းကဂျွန်း20ရက်နေ့မှာတရင်ထုတ်ပြန်ခဲ့တယ်ပြီးတော့နောက်တစ်ခုကတော့ချောင်းဦးဘက်က ကျောင်းဆရာမတွေကို PDF တွေဘက်ကနေမှတက်ဖြတ်တယ်ဆိုတဲ့အကြောင်းကိုလွန်ခဲ့တဲ့အချိန်မှာဒီစုခွေးတွေကနေမှပြောတယ်အခု PDF တွေရဲ့လက်ချက်ကြောင့်ဘေးကျောင်းဝဆရာမတွေမရတွေကိုတက်ဖြတ်ခဲ့တယ်ဆိုပြီးမှစစ်ခွေးတွေကအဲ့လိုပြောတယ်ဒီလိုမျိုးကျောင်းဆရာမတွေကိုတတ်တဲ့လူရိုင်းတွေအကြမ်းဖက်တွေတို့တော့အော်နေကြတယ်ဒါပေမဲ့ ်ဒီမနေ့ကကျွန်း20ရက်နဲ့ညနေပိုင်း6နာရီမှာကြတော့စကိုင်းတိုင်းမင်းဘိုးမြို့နယ်မှာရှိတဲ့ NUG အကြောင်းကိုစစ်ခွေးတွေဘက်ကနေမှဘုံလာကြေးချသွားတယ်ဘုံလာကြေးချသွားတဲ့အတွက်ကြောင့်ဆ iam ထဲထဲမြင့်ကတော့နေရမတင်ပွေချင်းပြီးဆုံးသွားတယ်ပြီးတော့ CDM ဆ iam တူရဲ့တမိကလည်းခြေတော့မှာပြင်းထန်တဲ့တရားရရှိတဲ့ကျောင်းဆက်ဆ iam နဲ့အတူကျောင်းသားမိဘ10ဦးကလည်းပဲတရားရရှိခဲ့တယ်ဆိုတာကိုသိရတယ် ဒီ27ဒေါ်လာရဲဟာအစတုန်းကတော့စစ်ခွေးတွေကိုချေမုန်းတယ်အာနာရှင်တွေကိုပတ်ထုတ်တဲ့တိုက်ပွဲတစ်ခုသာဖြစ်တယ်ကြာလာတဲ့အခါမှာကျတော့အမုန်းတရားတွေပါရောနောလာတယ်ဆိုတာကိုတွေ့ရတယ်။ဘာကြောင့်ကြွရတယ်လို့ပြောတယ်လဲဆိုတော့နင့်တို့ကငါတို့ကိုဒီလိုလုပ်တဲ့ကြောင့်နင့်တို့ကိုငါတို့ဒီလိုလုပ်မယ်ဆိုတဲ့အညွန်းအသေးတွေပါရောနောလာတယ်ဆိုတာကိုတွေ့ရတယ်။အခုနောက်ပိုင်းကျတော့ခွေးချဘူအထက်ပို့ဆိုးတာဟာဘောမတွေဖြစ်တယ်။ဒါကြောင့်ဒီနေ့ဘောမတွေနင့်တို့ကြက်ကြက်တတိထားကြပါငါတို့လက်ထက်ရောက်သွားပြီ ြီဆိုလို့ရှိရင်နင်းတို့လွယ်တော့မလွယ်ဘူးနော်စစ်ခွေးတွေလို့တောင်းနင်းတို့ကိုငို့တို့ထားမှာမဟုတ်ဘူးငယ်ထက်ကနေနင်းတို့ကိုအရေခွန်ခွာမေးဆိုတာတော့ကြက်ကြက်တရိထားကြပါလို့ပဲကြွပြောချင်တယ်အန်ယူဂျီအကြောင်းကိုပဲနင်းတို့ဘုံကျဲနိုင်မလားဒါမှမဟုတ်လို့ရှိရင်ငရုတော်လာရေးတွေပဲစစ်ခွေးတွေရဲ့တောက်တိုင်ဘောမဘောမျော်တွေကိုပဲချနိုင်မလားဆိုတော့စောင့်ကြည့်ကြပါလို့ပြောချင်တယ်เนาะဆိုတော့အခုကျွန်တော်တို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုတုတ်တိုးလေးကိုနားထောင်ကြည့်ရအောင် နော်အမုံရွာမှာညီငယ်လေးတွေမိဘရင်ခွင်ကိုပြန်လာကြတဲ့ဇာတ်လမ်းလေးပေါ့ဒါလေးကိုလည်းကြည့်ပြီးကြည်နူးစရာဖြစ်နေထည့်ပြောချင်ပါတယ်မြင်းမှုမြို့နယ်နဲ့မုံရွာမြို့နယ်မှာကျဲလဲကျစားနေတဲ့ PDF ညီငယ်လေးတွေလူ24ယောက်က24ယောက်တော့နော်အများကြီးပဲတုတ်တုတ်တုတ်အများကြီးပဲကျွန်လာ20ရက်မှာတော့တို့ရဲ့မိဘတွေစီကိုပြန်ရောက်ကြပြီဖြစ်ပါတယ်ငွေတုံးကလေးတွေပိုက်ပြီးပြောင်းသွားပါပြီတို့လုတ်ခဲ့တဲ့လိုရတဲ့ဒီပုံမှာတို့မှားတယ်လက်မခံတော့ငါတို့ speedy လောက်တာမှားပြီထင်တယ်ဆိုတော့တို့ယုံကြည်လာတဲ့အခါလက်ခံလာတဲ့အခါတို့ကိုသိလာတဲ့အခါ မိသားစုနဲ့ပြန်လဲပူပေါင်းခြင်းနဲ့ဥပဒေပေါင်းနဲ့ပြန်လာခြင်းနဲ့ဥပဒေပေါင်းနဲ့အောက်ထက်မှာမိသားစုနဲ့အတူနေခြင်းနဲ့ဆိုပြီးတော့တက်ဆိုင်ရာတာဝန်ရှိသူတွေဆက်သွယ်တယ်ဆက်သွယ်တဲ့ခါကျတော့တက်ဆိုင်ရာတာဝန်ရှိသူတွေကြိုဆိုပြီးတော့ဒီနေ့20နေ့မှာတော့ဒီမုံရွာမှာရှိတဲ့အနောက်ဘက်စစ်တပ်ချုပ်ဇေယျသီရိခမ်းမှာပါပဲဒီနေ့ PDF ဘဝကနေတာမန်ပြည်သူလူထုဖြစ်နေမိသားစုကြားထဲမှာပြန်လည်နေထိုင်မဲ့ညီငယ်လေးတွေဒီ PDF လူငယ်24ယောက်ကိုတပ်မတော်ပြန်လည်ကြိုဆိုပြီးတော့မိသားစုထံအနန္တနဲ့ပွဲလေးကိုဒီကနေ့မုံရွာမှာကျင်းပသွားတယ် အဲ့လူငယ်လေးတွေအကုန်လုံးကမြင်းမူနဲ့မုံရနှစ်နှစ်ခုမှကျင်းလက်ကျစားနေတဲ့ PDF ညီငယ်လေးတွေဖြစ်တယ်အမျိုးသား22ယောက်ပါတယ်အမျိုးသမီး2ယောက်ပါတယ်ပေါင်း24ဦးဖြစ်တယ်သူတို့ဒီလိုပြန်လာတဲ့ခါကျတော့သူတို့မှလည်းပြန်လာလာပြီးချင်းသူတို့မှနေထိုင်ရှင်သန်အခက်မှာဆိုးတဲ့ခါကျတော့တာဝန်ရှိသူတွေကသူတို့ကိုတအုပ်ချင်းစီကို30စီစုချင်းမြင်တယ်ကဲညီလေးတို့ညီငယ်ညီမငယ်တို့သားတို့သမီးတို့ရေသားတို့သမီးတို့ရောတယောက်30တယောက်မိဘတွေနဲ့အတူတူပျော်ရွှင်နေကောင်းကောင်းမွန်နေနောက်နောက်ဆောင်နောက်တော့ဥပဒေရဲ့အပြုံမထွက်ချနဲ့မိဘနဲ့ရင်ဝင်အောင်မထွက်ချနဲ့မိဘရင်ဝင်ဟာလုံခြုံနေမိဘရင်ဝင်ကိုအပြင်ထွက်တော်တယ်အမြတ် ကြမ်းတမ်းတဲ့ဘဝခရီးဆောင်ရင်ဆိုင်နေတယ်မိဘတွေကိုနောက်တစ်ချိန်ပြန်မတွေ့ရတာဖြစ်နိုင်တယ်ဆိုတာမျိုးတွေစုံစုံမှပြီးတော့ကဲတားတို့ဆိုတောက်သိနေစေပေးလိုက်တယ်ပေါ့အခုဒါကတော့9000စာဒါမှမဟုတ်1000စာတော့ စစ်ခွေးတွေဘက်ကနေမှယောက်ျားလေး22ယောက်နဲ့မိန်းကလေး2ယောက်စုစုပေါင်း24ယောက်ကတော့အမောင်ကိုဝင်သွားတယ်လို့ပြောတယ်ဆိုတော့နင်းတို့ကပြောင်းလဲပြောင်းစားဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှလည်းယုံမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အခုမြန်မာနိုင်ငံမှာစစ်ခွေးတွေကပေါ်တာဆွဲလိုက်တယ်တချို့ဆိုလို့ရှင်တော့လိုင်စင်မဲ့ဆိုင်ကစီးတယ်ဆိုပြီးမှဖမ်းတယ်လို့ပြောပြီးမှရှေ့တန်းကိုပို့တဲ့သူတွေရှိတယ်ပေါ်တာဆွဲပြီးမှပို့တာရှိတယ်အိမ်သေးချီတောင်လာဆွဲပြီးမှဒီရှေ့တန်းကိုပို့နေတဲ့အချိန်မှာ PDF 24ရောက်က PDF တင်တန်းကိုလည်းဆင်ပြီးသားတဲ့ဒီကလေးတွေဟာနင်းတို့စီမှာအလင်းဝင်လာမယ်လို့ထင်သလား PDF မလုတ်ချင်ဘူးလို့ပြောရင်တောင်မှတို့ရဲ့လွတ်မြောက်တဲ့နေရာတနေရာကိုတို့တို့သွားကြလိမ့်မယ်နင်းတို့ခွေးတွေစီမှာအလင်းဝင်လာစရာအကြောင်းလုံးဝကိုမရှိတာ နင်းတို့စခွေးတွေကိုဝန်လာလို့ရှိရင်ဘာဖြစ်လာသလဲဆိုတော့လိုင်းသားရရက်ွက်ဆနစ်မှာနေတဲ့အမောင်ဆုရှင်ခေါ်ဖိုးခွာတောင်မှတမ88လက်အောက်ခလာရ73မှာစစ်မှုဌာနဘာမှတောင်မကြသေးဘူး January 1ရက်နေ့တုန်းကတော်လာရေးရလက်ချက်တင်နဲ့တေးသွားတယ်တေးသွားတဲ့ဥစ္စာကိုဂျွန်လ16ရက်နေ့မှပဲအစွန်းတွတ်ကြတယ်ဆိုတော့ 6လကြာမှပဲမိသားစုကလည်းဖိုးခွာတည်သွားတယ်ဆိုတဲ့အကြောင်းသိပေးတယ်အဆက်တုံးကတော့အဆက်အသွယ်မရဘူးမေးလို့ရှင်လည်းမပြောဘူးဒါမဲ့6လရောက်တဲ့အခါကျမှပဲသူတို့သားတည်သွားတယ်ဆိုတဲ့ဥစ္စာသိလို့ဂျွန်း16ရက်နဲ့မှပဲသူတို့ဆွန်းသွတ်လုံနိုင်ခဲ့တယ်ဆိုတော့ဒီလိုမျိုးခွေးတဲဝက်တဲတည်နေတဲ့အချိန်မှာဘေး PDF ကများစစ်ခွေးတဲဝင်လာမယ်လို့နင်တို့ထင်တယ်လား အခုဒီ24ရောက်ကိုမိဘယင်ခွေထဲကိုပို့လိုက်တယ်တဲ့ဘယ်ယင်ခွေကိုပို့မလဲတော့မသိဘူးနင့်တို့ခွေတွေကသာဒီလိုမျိုးလူလိုကျင့်တတ်ရင်မြန်မာနိုင်ငံမှာ27ဒေါ်လာရဲဆိုတာလဲပေါ်ပေါက်လာစရာအကြောင်းမရှိဘူးနင့်တို့ခွေတွေကသာလဲလူနဲ့နဲ့နဲ့လေးလမ်းလိုက်ကြည့်မြန်မာနိုင်ငံဟာအင်မတမပျော်ရွှင်တဲ့နိုင်ငံဖြစ်သွားပြီလူနဲ့မနန်တဲ့ခွေတွေကများ PDF တင်တန်းကိုဆင်းသွားပြီးတဲ့အခါမှာမိဘယင်ခွေထဲကိုပို့လိုက်တယ်တဲ့ခန္ဓာမတမစွမ်းတဲ့ ဲ့သူတွေကိုတောင်းမှနင်တို့ပေါ်တာဆွဲပြီးမှစစ်ခွေးတဲ့ကိုထဲ့တာအခုဒီလိုမျိုးတင်ဒန်းစင်းတဲ့ PDF တွေကိုနင်တို့ကမိဘရင်ခွင်ထဲမှာနေမှမိဘနဲ့ပျော့ပျော့ရွှွှွှေနေဖို့ရတော့နင်တို့ပို့ပေးမလားလိန်နေဆိုလို့ရှင်လည်းနင်နေပပလေးလိန်လီကောင်းပါတယ်အခုတော့အခန်းနာကြီးလုံးပြီးမှမရှက်ဘူးလားဒီ24ယောက်ကတကယ်ပဲနင်တို့9000စားခေါ်ထားတာမဟုတ်ဘူးလား ဘယ် PDF ပါမှနင်းတို့ခွေးတွေစင်မှာအလင်းဝင်လာစကြောင်းလုံးဝမရှိဘူးဒီ24ရောက်က PDF မလုတ်ချင်ပဲနဲ့ထွက်ပြေးတယ်ဆိုရင်တောင်မှတို့လွတ်မြောက်တဲ့တနေရရာကိုထွက်ပြေးသွားမှာနင်းတို့ခွေးတွေစီကိုဝန်ကိုမဝင်လာဘူးနင်းတို့ခွေးတွေရဲ့အကြောင်းကိုသိလွန်းလို့ခွေးတွေရဲ့အကြောင်းမသိတာကဘောမတွေပဲရှိတယ်စိတ်အရှည်ဆုံးတော့ခွေးကိုပြပါဆိုလို့ရှိရင်နင်းတို့ဘောမတွေဖြစ်တယ်စစ်ခွေးတွေတစ်ခေါက်မှတာမနိုင်တာဒါပေမဲ့နင်းတို့အခုအချိန်ထိဘောကိုမြင်းမြဲကိုင်းပြီးမှဘောမပေးနေကြတာ စစ်ကွေးစီကိုဝန်လာနိုင်တဲ့ PDF တွေကတဲ့အချက်ကတော့9000စာဖြစ်တယ်။နေ့အချက်ကတော့စစ်ခွေးတွေဘက်ကနေမှလွတ်ထားတဲ့တချို့တွေဖြစ်တယ်။ကြံတဲ့လူတွေကတော့ဘယ်သူကမှ ခွေးတွေစီဝန်မတော်ဘူးเนาะခဏတုန်းကပြောတဲ့လိုင်းတာယာကဖိုးခွားဆိုလို့ရှိရင် January 10ရက်နေ့မှာတည်တယ်ဂျွန်16ရက်နေ့မှာမှစွန့်တွန့်နိုင်တယ်။ဒါတောင်မှ ရှဲ့သားမှာတည်တယ်လို့တို့မရဲခိုင်းဘူး96ပါယောဂာနဲ့တည်သွားတယ်တဲ့96ပါပါဖြစ်တယ်လဲစစ်သားပါဆိုမှရှဲ့သားမှာတည်တယ်ဆိုတာအုံတိပြီးသားပဲလေအခုနင်းတို့တည်တာတိတ်နဲ့ခြီသွားပြီအဲ့တိတ်နဲ့ခြီသွားတဲ့အားလုံးဟာ96ပါနဲ့ပဲတည်သွားကြတာလားအရှက်တိတ်ခါလဲရှိကြအောင်နော်ဆိုတော့အခုစစ်ခွေးတွေကနေ့စဉ်နဲ့အမျှတည်တယ်မနေ့ကဆိုလို့ရှိရင်တရားကြောတည်တယ်မတည်တဲ့နေ့ဆိုလို့ရှိရင်တော့ဆဲကြီးပဲဒီလိုမျိုးနေ့တိုင်းနေ့တိုင်းတည်နေတဲ့အတွက်ကြောင့်အခုက ဆိုတော့အခုစစ်ခွေးတွေကတကယ်ဆိုလို့ရှိရင်ရဲတွေကတိုက်ပွဲထဲမှာဝင်သွားဆံမလို့ဘူးရဲဆိုတာဟာပြည်သူတွေကိုကာကွယ်ဖို့မြို့အတွင်းမှာလှုပ်ရှားရတဲ့သူတွေဖြစ်တယ်ဒါပေမဲ့အခုရဲတွေကလည်းရှေ့တန်းမှထွက်နေရတဲ့အတွက်အကြောင်းသူရဲအုပ်လောင်း ခေါ်ယူတဲ့လျှောက်လွာတွေကိုမိနစ်ကအကျွန်20ရက်ကနေမှကျွန်လိုက်ဆိုင်တရက်နေ့ကြားထဲမှာလျှောက်လို့ရတယ်လို့ပြောတယ်ပြီးတော့အစ်မြင့်တဲ့ point တွေမရဘူးဆိုလို့ရှိရင်တော့အသက်25နှစ်မကျော်ရဘူးကိုကဘွဲ့ကြီးတီရထားတယ်ဆိုလို့ရှိရင်တော့အသက်30ကြီးလက်ခံတယ်တဲ့ဟဲ့စစ်ခွေးတွေကုန်လာပြီဆိုတော့သူ့ရဲအုပ်တွေဘယ်သူလျှောက်မလဲနော်ဘောမတွေကတော့ရင်ဘယ်သူမှမလျှောက်ဘူးဒီလောက်အထိဖြစ်နေတဲ့အချိန်မှာခွေးဘက်ကိုလျှောက်တယ်ဆိုတာကအုံနောက်မရှိတဲ့ ဘောမျောဘောငုံဒီတာလင်ဒီဒုရဲအုပ်ကိုရှောက်မှာဖြစ်တယ်မြန်မာနိုင်ငံမှာပညာတတ်တဲ့သူတွေကိုစစ်ခွေးတွေကရှေ့သားမှာမတာဖြစ်စေချင်လို့မြန်မာနိုင်ငံမှာပညာတတ်တယ်မရှိစေချင်လို့အခုတို့ဒုရဲအုပ်ကိုခေါ်နေတာဖြစ်တယ်နော်အခုစစ်ခွေးတွေကုန်လာပြီဒါကြောင့်အသက်အရွယ်ငယ်တဲ့တင်ညာတတ်တဲ့သူရဲ့အုပ်လောင်းတွေကိုခေါ်ယူနေတယ်တဲ့သူတို့ရဲ့ရှောက်လွားတွေကိုတင်လို့ရပြီတဲ့။နော်ဒါကြောင့် ဘောမဒီဘောငုံဒီတင်ညာပဲတတ်တဲ့သူတွေနင့်တို့ကိုနင့်တို့ရဲ့ဘောပိုင်ရှင်ခွေးကြဘူးကစောစောစီစီမတာပေါ်ဖို့ရန်အတွက်ပို့ဆောင်နေပြီဆိုတာလဲမမေ့ကြပါနဲ့။နော်ကိုယ့်ရဲ့မိဘတွေကိုကိုချွေးနေစာတွေနဲ့မရမကနင့်တို့ဒီလိုမျိုးအသက်အရွယ်ရလာအောင်ကြွေးမွေးစုပြုစုခဲ့တဲ့နင့်တို့အမေတွေနင့်တို့အတွက်ကုန်ကြခဲ့တဲ့နင့်တို့အမေတွေရဲ့ပတ်စံတွေကိုနှမျောခြင်းအဖြစ်သူရဲ့အုပ်လောင်ရှောက်လွာတွေကိုနင့်တို့လုံးဝမဖြေသင့်ဘူးလို့ကြွားကဒီကနေအကြံပေးခြင်းတယ် เนาะပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ